င်္ဂလာပါဒီချက်ဒီနေ့သင်ပေးတဲ့ကိစ္စကတော့ chapter 12 modern physics ဖြစ်ပါတယ် modern physics မှာဒီဒီချက်ပထမဆုံးဆွေးနွေးမယ့်အပိုင်းကတော့အာကတ်တုံလေးပေါ့နော်ကတ်တုံလေးကိုမပြောခင်မှာဆရာဒီ modern physics နဲ့ပတ်သက်တဲ့ဒါ introduction ကိုဆွေးနွေးပါမယ် 19ရာစုရဲ့အဆုံးပိုင်းလောက်မှာသူကယူပဗေဒဘာသာရက်ကိုကပြည့်ပြည့်စုံတဲ့ဘာသာရက်ပေါ့ပြည့်ပြည့်စုံတဲ့ perfect ဖြစ်သွားပြီ complete ဖြစ်သွားပြီဆိုပြီးတော့ပြည့်ပြည့်စုံတဲ့သိပ္ပံဘာသာရက်အဖြစ်သူကမှတ်ယူခဲ့ပြီးဖြစ်တယ်ပေါ့နော်ဒီ scientist တွေကဒါပေမဲ့သူက scientist တွေကလက်တွေ့လေ့လာမှတ်သားခြင်းတွေကနေပြီးတော့ atom တွေ atom အရွယ်စားရှိတဲ့အမှုံတွေနဲ့နောက်အလင်းရဲ့အမြန်နှုန်းတွေပါရွေ့နေတဲ့ object တွေကိုသိလာတဲ့အခါမှာတော့သူတို့ကယူပဗေဒဘာသာရက်ကိုပြည့်ပြည့်စုံတဲ့ဘာသာရက်လို့ မှတ်ယူထားခြင်းယူဆထားခြင်းကိုသူတို့ကအဲစွန့်လွတ်လိုက်တယ်ပေါ့နော်ဒီအကြောင်းအရာဒီမှာ at the end of 90th century physics was considered by many physicists to be complete science this illusion of complete science is the man's lack of experience with atomic size particle and with object that move at nearly the speed of light ခုနကတကျ discuss လုပ်တဲ့အပိုင်းကိုဒါအင်္ဂလိပ်လေးရေးထားတာပေါ့နော်အခုနကတကျ discuss လုပ်တဲ့အပိုင်းလေးဖြစ်ပါတယ်ဆက်ကြည့်ရအောင် however in the speed of just few year scientists discover new experimental observation and phenomena concerning with extreme conditions such as high velocity that are comparable to the speed of light and small distance comparable to the atomic radius. This finally led to the development of modern physics, which is based on drastic assumption and concept that had no historical precedent. In this chapter, we were introduced the discovery of cathode ray model of atom photoelectric effect quantum theory and some other topics of modern physics ဒါပေမဲ့လည်းနှစ်နှဲငယ်ကြာတဲ့အခါမှာတော့ scientist တွေက experiment အသစ်တွေ observation အသစ်တွေလေ့လာတွေ့ရှိချက်အသစ်တွေရလာခဲ့တယ်လူတွေလူလဲကူကူနဲ့မဖြေရှင်းနိုင်တဲ့အခြေအနေတွေကိုလည်းသူတို့ကတွေ့လာခဲ့ပါတယ် အဲ့အားတွေကဘာတွေလဲဆိုရင်အလင်းရဲ့ speed ပေါ့အလင်းရဲ့အမြန်နှုန်းနဲ့နှိုင်းရှင်စရာ တခြား higher velocity မြင်မာတဲ့အဲ မြန်နှုံးနေအလျင်နှုံးနေရှိတဲ့အရာတွေနောက်သိငယ်တဲ့ distance နဲ့နှိုင်းရှင်လို့ရတယ်နှိုင်းရှင်စရာ atomic radius ပေါ့နော် atom တခုရဲ့ atom ဆိုတာထပ်ပြီးတော့ခွဲထပ်မှန်ခွဲစိတ်လို့မရတော့တဲ့အရာလို့ရှိမှလည်းအာဒီလို discuss လုပ်ခဲ့တယ် atom ဆိုတာအသိငယ်သုံးတော့ generally နားလည်ထားတာတော့ atom ဆိုတဲ့အဓိပ္ပာယ် what is atom ဆိုရင် atom ကတော့သိငယ်တဲ့ပစ္စည်းလေးပေါ့အရာဝတ္ထုလေးဟောတော့ ကမ္ဘာမြေကြီးပေါ်မှာရှိရှိသမျှအရာဝတ္ထုတွေအားလုံးဟာအတမ်နေနဲ့ဖွဲ့စည်းထားတယ်။အဲ့လိုအတမ်ကိုမှသူကအတမ်ထဲမှာမှနျူကလ িয়াস တစ်ခုနဲ့နျူကလ িয়াস တစ်ခုကိုပတ်နေတဲ့အီလက်ထရွန်ရှိတယ်လို့သတ်မှတ်ခဲ့တယ်။အဲ့ဒီနျူကလ িয়াস ထဲမှာလည်းတင်းငယ်တဲ့အပုံတစ်ခုဖြစ်တဲ့ပရိုတွန်နဲ့နျူထရွန်နဲ့ဖွဲ့စည်းထားတယ်။နျူကလ িয়াস ကိုအီလက်ထရွန်ကပတ်နေတယ်။အဲ့ဒါဆိုရင်ဒါအတမ်တစ်ခုပေါ့။အတမ်အတမ်ကလည်းအစကတည်းက small particle ဖြစ်တယ်။ဒါကြောင့်မလို့ဒီမှာတင်းငယ်တဲ့ဒီ အရာဝတ္ထုတွေရဲ့ distance နဲ့နောက်ထပ်နှိုင်းရှင်လို့ရတယ်နှိုင်းရှင်စရာတွေပေါ့နော် atomic radius တော့ဒီအဲ့လိုမျိုးတွေကိုလည်းတွေ့လာခဲ့တယ်။အော်လူတွေလောလောကူကူနဲ့ဒါမဖြေရှင်းနိုင်တဲ့အရာတွေပေါ့နော်။အော်အဲ့လိုအဲ့လိုတွေးရှိချက်အစ်စ်တွေက modern physics ရဲ့သူကတိုးတက်ဖွံ့ဖြိုးမှုကို modern physics ကိုဆက်ပြီးတော့တိုးတက်ဖွံ့ဖြိုးစေဖို့အတွက်သူကဥတည်နေတယ်။ အဲရှေ့ဆက်ပြီးတော့သွားဖို့အတွက်ရှေ့ဆက်ပြီး observation လုပ်ဖို့တွေ experiment လုပ်ဖို့တွေ research လုပ်ဖို့တွေအတွက်ကိုဥတည်ပါတယ်အဲ့တော့ modern physics ဟာသမိုင်းအစဉ်လားမဟုတ်ပေမဲ့အလွန်အရေးပါထိရောက်တဲ့အယူအဆတွေနဲ့သဘောတရားတွေကိုသူကအခြေခံထားတာပဲဖြစ်ပါတယ်အော်ဒီချေတို့ဒီအခန်းမှာတော့ကတ်တုံတွေရောင်ကြီးတွေကတ်တုံတွေ radiation တွေကတ်တုံတွေနောက် x-ray ထုတ်ယူခြင်းကတ်တုံတွေ x-ray တွေထုတ်ယူခြင်းနဲ့သူတို့ရဲ့ properties တွေဂုံသတ္တိတွေပေါ့เนาะပြောရမယ်ဆိုရင်နောက် atom တွေရဲ့ model တွေနောက်အလင်းလျက်စီအကျိုးသက်ရောက်မှုတွေနဲ့ quantum theory ပေါ့ quantum ဆိုတာကတော့ physics တန်းမြာ particle ကိုပြောချင်တာပေါ့เนาะအမှုံဗေဒအမှုံ theory quantum theory စတဲ့ခင်မီခစ်ပေါ်ယူပဗေဒအကြောင်းအရာတွေကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။နော်ကြည့်အောင်ကက်သုတ်တွေကက်သုတ် rays are first moving electron emit from the cathode of discharge tube They were discovered while studying the electric discharge through gas at low pressure. A glass tube is equipped with two electrodes, cathode and anode, and a high voltage is applied while the gas inside is pumped out gradually as shown in figure. ဒီပုံမှာဆိုရင်ကတ်တုတ်တွေထုတ်ယူခြင်းကို ကြည့်အောင်ဖိအားနှိမ့်တဲ့ gas တွေအတွင်းမှာလျှက်ကူးခြင်းကို လေ့လာတာနေပြီးတော့ကတ်တုတ်တွေကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဖန်ပြုံထဲမှာထည့်ထားတဲ့ကတ်တုတ်နဲ့အဲ့နှုတ်လို့ခေါ်တဲ့အီလက်ထရောနှစ်ခုကို high voltage ပေးပြီးတဲ့အခါမှာအဲ့ဒီဖန်ပြိုထဲမှာရှိတဲ့လေအောင်တဖြည်းဖြည်းနဲ့ထုတ်ယူတာကို ပုံမှန်ပြထားတာကိုတွေ့ရပါလိမ့်မယ်။တဖြည်းဖြည်းနဲ့အဲဒီထဲထဲကလေကိုဆုတ်ထုတ်လိုက်မယ်။ပြီးရင်ကတ်တုံးနဲ့အဲ့နှုတ်ကို high voltage ပေးလိုက်တဲ့အခါမှာတဖြည်းဖြည်းဒီကတ်တုံးရဲ့မျက်နှာပြင်လေးဟာအလင်းရောင်လေးလင်းလာတာကိုတွေ့ရပါလိမ့်မယ်။စကြည့်ရအောင်။ Electric discharge first occur at about 20 millimeter mercury as the pressure is reduced further at very low pressure, 0.01 millimeter mercury nearly, glass behind the positive electrode anode is observed to glow. This is due to the ray later found to be composed of electron emitted from the cathode striking the wall of glass tube. Cathode ray were first observed in 1899 by Julius Plugger and Johann Hittorf and were named in 187 set by Eugene Goldstein as Cathode. အဲ့တော့ pressure low pressure မှာ cathode ကိုထုတ်တယ်လို့တချို့ကခုနပြောခဲ့ပါဗါတယ်အဲ့တော့ pressure က20 mm mercury လောက်ပထမဆုံး20 pressure ကို20 mm mercury လောက်ပေးတဲ့အခါမှာသူကလက်စစ် လျက်ကူးတာဖြစ်ပေါ်ပါတယ်။ pressure ကို0.01 mm mercury မှာအနှုတ်ရဲ့နောက်ဖက်မှာရှိတဲ့ဒီအနှုတ်ရဲ့နောက်ဖက်မှာရှိတဲ့ဖန်သားပြင်ဟာအယောင်တွေတောက်ပလာတာတွေ့ရမယ်။အဲ့ဒါဟာကတ်တုတ်လေးရထွက်တဲ့ရောင်ကြီးတွေပဲဖြစ်တယ်။အဲ့ဒီကတ်တုတ်လေးရထွက်တဲ့ရောင်ကြီးတွေကဒီ glass tube ရဲ့နံရံကိုအဲရိုက်လို့ပေါ့နော် glass tube ရဲ့နံရံကိုရိုက်တဲ့အတွက်အဲ့လိုရောင်ကြီးဖြာထက်နေတာ fluorescent ray တွေကိုတွေ့ရတာဖြစ်တယ်။အဲ့ဒါကိုတော့ဒီချေတို့ကကတ်တုတ်လေးလို့ခေါ်ပါတယ်နော်။ ဆက်ကြည့်ရအောင်ရှေ့မှာပြောခဲ့ပါတယ်ကတ်တုတ်တွေကို သူကဂျူလီယက်ဂျူလီယက်ပလက်ကာနဲ့ဂျိုဟန်တစ်တော့ကစတင်ပြီးတော့တွေ့ရှိခဲ့တာဖြစ်တယ်ဒီမှာဆိုရင်ဆက်ကြည့်ရအောင် in 1897 British physicist Joseph John Thomson showed that cathode ray composed of a previously unknown negatively charged particle, which was later named the electron. He measured the charge to mass ratio E by M, charge by mass, but no, charge the ratio by mass ratio e of electron N found to be minus 1.759 into 10 power 11 coulomb per kilogram. combined with the charge of electron minus 1.602 into 10 power minus 90 coulomb measured by Robert Andrew Millikan in 1906. The mass of electron is 9.107 into 10 power minus 31 kilogram. both thomson and millikan were honored with nobel prize in physics ရှေ့မှာပြောခဲ့ပါတယ်ကက်သုတ်ရေတွေကိုစတင်တွေ့ရှိတာတော့ julia blacker နဲ့ johan tiktok ကစတင်ပြီးတော့တွေ့ရှိခဲ့တာပါ1898ခုနှစ်မှာတော့ britain ယူပဗေဒပညာရှင် joseph thomson ဟာကက်သုတ်ရေတွေကိုသူဘယ်လိုပြောလဲဆိုရင်လျှက်စစ်အမပေါ့ negative charge ရှိတဲ့အမုံနေနဲ့ဖွဲ့စည်းထားတာလို့ Joseph Thomson ကတင်ပြခဲ့တယ်ဖော်ပြခဲ့တယ်အခုနောက်ပိုင်းမှာတော့အဲ့ဒီအမုံတွေကို electron လို့ ခေါ်ခဲ့တာဖြစ်ပါတယ်။သူက electron ရဲ့ lesser drug တူအချိုးကိုအဲ့ဒီ e by n ပေါ့နော်ချိုး e သေးသေးလေးရကြတော့ small e လေးရ charge ရဲ့တန်ဖိုးပါ small m ကတော့ mass ရဲ့ sample ပါဒါကြောင့်မလို့ charge by mass ရဲ့အချိုးတန်ဖိုးဟာ -1.759 into 10 power -11 ကူလောင်းပါကီလိုဂရမ်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။နောက် ရောဘတ်အင်ဒရူးမီလီကန်ကတော့အီလက်ထရွန်ရဲ့လျှက်စစ်ပမာဏကို တိုင်းတာနိုင်ခဲ့ပြီးတော့အီလက်ထရွန်ရဲ့လျှက်စစ်ပမာဏချက်စတန်ဘိုးဟာ1.6 into 10 power 9 90ကူလောင်လို့ဒီချေတော့ခုနောက်ပိုင်းလဲသုံးပါတယ်အဲ့အဲ့ဒီတန်ဘိုးကိုသူတိုင်းတာခဲ့နိုင်တယ်ပေါ့နော်အဲ့တော့ negative နဲ့ဘာလို့ဖော်ပြလဲဆိုတော့လျှက်စစ်ဓာတ်မဖြစ်တဲ့ negative charge ဖြစ်တဲ့အတွက် electron ရဲ့ 6ရက်နေချာ negative ကိုထည့်ထားတာပဲဖြစ်ပါတယ်။ electron ရဲ့ mass number ကတော့9.107 into 10 power minus 31 kg ခုနောက်ပိုင်းမှာတော့ဒီလိုအမြင်နဲ့အလွတ်မှတ်ထားပါတယ်။အဲချာချော electron ရဲ့တန်ဖိုးက -1.6 into 10 power minus 90 coulomb mass of electron ရဲ့တန်ဖိုးက9.1 into ကျွန်တော်တို့နောက်ကကဏန်းကို significant ကိုမြူတော့ပဲနဲ့9.1 into 10 power minus 31 kg လို့ အော်ဒါမှတ်ခဲ့ကြပြီဖြစ်ပါတယ်အခုလည်းသုံးသုံးနေပါတယ်ဒါလည်းပုစာတွက်ရင်းနဲ့ used to ဖြစ်တယ်ဆိုရင်ဒါအလွတ်ရသွားမှာပဲဖြစ်ပါတယ်အဲ့တော့သူတို့တဦးစလုံးဒီတော့ဒီ Thompson နဲ့ Joseph John Thompson နဲ့ဒီ Milligan နှစ်ဦးစလုံးဟာဒီ physics နဲ့ပတ်သက်တဲ့ Nobel Prize ကိုရရှိခဲ့တာပဲဖြစ်ပါတယ်ဆက်ကြည့်ရအောင်ကက်တုတ်ရေးရဲ့ properties တွေကက်တုတ်ရေးတွေရဲ့ဂုဏ်သတ္တိတွေကိုပြောရအောင် properties of ကက်တုတ်ရေး from the experiment with the cathode ray it is found that cathode ray travel in a straight line စောက်ဆုံးဒီမှာကြည့်ရင် high voltage power supply တွေးလိုက်တဲ့အခါမှာခုနလိုမျိုး electrode ကို low ဖိအားနိုင် pressure ပေးလိုက်တဲ့အဲ pressure အနိုင်ပေးလိုက်တဲ့ low pressure ပေးလိုက်တဲ့အဲနောက် high voltage ဒီကက်သုတ်နဲ့အန်နုံနဲ့ကို high voltage ပေးလိုက်တဲ့အခါမှာအဲ့ဒီကက်သုတ်ရေးရဲ့အန်နုံနဲ့ကက်သုတ်နဲ့ပါတဲ့ electrode တွေထဲမှာဒီဖန်သားပြင်မှာ discharge မှာ ကက်တုတ်ရေးရောင်ကြီးတွေထွက်လာတာကိုရှေ့မှာလည်းပြောခဲ့ပြီးပါပြီအဲ့လိုထွက်လာတဲ့ကက်တုတ်ရေးတွေဟာသူကလျှက်စစ်ထုတ်ပြွန်ရဲ့ဘယ်ကနေထွက်တာလဲဆိုရင်ကက်တုတ်ကနေထုတ်လွတ်တဲ့လျင်မြန်စွာရွေ့နေတဲ့အယမ်းမြန်မြန်တဲ့ first movie ရွေ့နေတဲ့ electron တွေဖြစ်တဲ့သူဟာအဲ့ကက်တုတ်ရေးကထွက်လာတဲ့ဒီကက်တုတ်ရေးတွေဟာပေါ့နော် straight line အတိုင်းသွားပါတယ် travel in straight line လို့ဖော်ပြထားတာပဲဖြစ်ပါတယ် straight line အတိုင်းသွားတာပဲဖြစ်တယ်။နောက်ဆက်ကြည့်အောင် cathode ray have momentum and kinetic energy အဲ့လိုထွက်လာတဲ့ cathode ray တွေမှာအဲအဟုန်နဲ့ momentum ပေါ့နော် momentum လို့ခေါ်တဲ့အဟုန်နဲ့အရွေစွမ်းအင်တွေလည်းရှိတယ်။နောက် cathode ray can be deflected by both electric and magnetic field cathode ray တွေဟာ electric field နဲ့ magnetic field ကို deflect ဆိုတာသွေးဖယ်မှုရှိတယ်သွေးဖယ်ခြင်းဖြစ်တယ်လို့ပြောတာပါအဲ့တော့သူဖြတ်သွားတဲ့ ဒီကက်တော့တွေဖြတ်သွားတဲ့ဓာတ်ငွေတွေကိုလည်းသူက ionization ဖြစ်စေတယ် ion ဖြစ်စေတယ်နောက်တောက်ပတဲ့အလင်းရောင်တွေကိုလည်းထုတ်ပေးနိုင်တယ်တော့ဆက်ကြည့်အောင်ဒီမှာခုနတစ်ချက်ပြောတဲ့အချက်တွေထက်ပြီးရေးထားတာပါကက်တော့ ray can ionize the gas through which we passes ကက်တော့ ray ဖြတ်သွားတယ်သူတို့ဖြတ်တာပေါ့နော်ကက်တော့ ray သူတို့ဖြတ်သွားတဲ့ဖန်ပြုံထဲမှာရှိနေတဲ့ gas တွေကို ionize ဖြစ်စေတယ်ကက်တော့ ray ဟာနောက် fluorescent produce လို့ပြောတဲ့အတွက်တောက်ပါတဲ့အလင်းရောင်ကိုထုတ်ပေးတယ်။ဒီချက်တော့အိမ်နေမှာဆိုရင်မိချောင်းနေမှာ fluorescent lamp လို့ခေါ်ကြတယ်။အဲ့တော့ fluorescent ဆိုတာတောက်ပါတဲ့အလင်းရောင်ပေးတဲ့ဖန်ချောင်းပေါ့။အိမ်မှာမီးကလုတ်တွေဖွင့်နေဖန်ချောင်းလို့ပဲခေါ်ကြတယ်။အဲ့ဒါ fluorescent lamp တွေပါ။ cathode ray tube the cathode ray tube CRT is a vacuum tube that contain an electron gun a deflection system and the fluorescent screen and is used display image as shown in figure. Katawri ma pawin ne say bai ni bo. Electric gun ye, yeah? sorry, electron gun, deflection system and fluorescent screen and is used to display image as shown in figure. It accelerates the electron emit from the cathode, deflect the electron beam and focus onto the fluorescent screen to create the image. Before late 2000 AD CRTs are widely used in cathode ray oscilloscope, television set and cathode ray tube computer monitors. cathode ray ဆိုတဲ့ CRT CRT လို့ပဲပြောလိုက်မယ်เนาะဒီချက်က CRT ဟာ ဗေကန်ဂျူတစ်ခုလေးဆုပ်ထုတ်ထားတဲ့ဖန်ပြွန်တစ်ခုဖြစ်ပြီးတော့သူ့မှာအီလက်ထရွန်ထွက်တဲ့အီလက်ထရွန်သနက်ပေါ့ပြောရမယ်ဆိုရင်အီလက်ထရွန်ထွက်တဲ့အီလက်ထရွန်ဂန်တစ်ခုပါမယ်။ Now deflection system electric field နဲ့ magnetic field ကိုသွေဖယ်တဲ့ deflecting system ပါမယ်။ Now လင်းလက်နေတဲ့ဖန်သားပြင်မျက်နှာပြင်ပါရှိမယ်။အဲ့တော့ဖန်သားပြင်ပေါ်မှာပုံရိပ်တွေဖြစ်ပေါ်စေဖို့အတွက်ကတ်တုတ်ရဲ့အကျုပ်ကိုအသုံးပြုတယ်။ကတ်တုတ်တွေကတ်တုတ်ကနေပြီးတော့ ကတ်တုပ်ဆိုတဲ့လက်စစ်အလက်ထရော့ကနေပြီးတော့အချိန်မြင့်တဲ့အချိန်မြင့်တဲ့အချိန်ရှိတဲ့အလက်ထရွန်အလင်းစုတန်းကြီးကိုထုတ်လွှတ်ပေးပြီးတော့အဲ့ဒီအလင်းတန်းကြီးကိုလမ်းကြောင်းသွေးဖယ်ပေးပါတယ်အဲ့တော့အလက်လမ်းကြောင်းသွေးဖယ်ပေးပြီးတော့မှအဲ့ဒီလမ်းကြောင်းသွေးဖယ်ပေးပြီးတော့ယာဒီလက်လက်စစ်ဆက်ကွင်းနဲ့ဒီတန်လိုက်ဆက်ကွင်းကနေလမ်းကြောင်းသွေးဖယ်ပြီးတော့ဘယ်ဟာကို focus လုပ်တယ်ဆိုရင် electron တွေကိုဒီ fluorescent screen ပေါ်မှာစုဆောင်မှုအတွက်ပြုတ်လုပ်ပေးတယ်အဲ့တော့ Florence Sacrament မှာစုဆောင်ပေးပြီးတော့မှပုံရိပ်တွေဖြစ်ပေါ်စေတယ်2000 AD ပြီးကန်နီးလောက်ကမှအဲပြီးကန်နီးနီးလောက်ပေါ့နော်အဲ2000 AD ပြီးကန်နီးမတိုင်ခင်လောက်ကမှသူကဒီကတ်တုတ်ရေးကျူတွေကိုကတ်တုတ်ရေး oscilloscope တို့နောက် TV television set တွေနောက် computer monitor တွေမှာအများအပြားအသုံးပြုခဲ့တယ်ဒီလို television တွေမှာပုံရိပ်တွေ ပေါ်လာတာစကရင်တွေမှာ TV ဖွင့်လိုက်တာနဲ့ပုံရိပ်ပေါ်လာတာကက်သိုဒ်ရေးကျူတွေရှိလို့ပါကက်သိုဒ်ရေးတွေကိုအသုံးပြုတယ်။နောက် oscilloscope တွေပေါ့နော်။ကက်သိုဒ်ရေး oscilloscope ကိုအသုံးပြုတယ်။နောက် TV set တွေနောက် computer monitor တွေမှာလည်းတချို့ computer ဖွင့်လိုက်လို့ရှိရင်အရင်တော့ computer တွေကဒီလို flat တွေတိတ်မလာသေးဘူး။ box နောက်ကရှိရတယ်ကက်သိုဒ်ရေးကျူတွေပါတဲ့အတွက်ဒီလိုမျိုး function မျိုးအလုံးလုံးပုံမျိုးနဲ့ဒီမျက်နှာပြင်ပေါ်တွေမှာပုံရိပ်တွေ image တွေဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်နော်။ since then crd have been largely superseded by newer flat panel display technologies such as liquid crystal display LCD, plasma display and organic light emitted OLED display, which have lower manufacturing costs and power consumption as well as significantly less weight and bulk. Flat panel display can also be made in very large size where 38 inch to 40 inch 97 cm to 102 cm was about the largest size of CRT television flat panel are available in 85 inch and even larger size အခုခါမှာတော့ပိုပြီးတော့စမ်းသစ်တဲ့မျက်နှာပြင် flat တွေပေါ့အရင်တော့လို TV တွေကနောက်ကဖောင်းဖောင်းကြီးတွေမဟုတ်တော့ laptop တွေ computer တွေကလည်းဖောင်းဖောင်းကြီးတွေမဟုတ်တော့ဘဲနဲ့ bug ဖြစ်မနေဘူးပေါ့เนาะဖောင်းမနေဘဲနဲ့မျက်နှာပြင် flat TV တွေ အပြားတွေပေါ့ flat tv တွေတုံးလာကြတယ်ညနေပြင်ပြဖန်သားပြင်တွေပေါ်မှာပုံဖော်ခြင်းဤပညာတွေကိုအသုံးပြုတာကိုတွေ့ရမယ်ဘလို့ဘလို့ဤပညာတွေလဲဆိုတော့အဲ့တော့အဲ့လိုအသုံးပြုထားတဲ့ဤပညာတွေနဲ့ထုတ်လွတ်တဲ့ပစ္စည်းတွေထုတ်လွတ်တဲ့ပစ္စည်းတွေနဲ့ CRD နေရာမှာပေါ့စားထိုးသုံးတာကိုပြောချင်တာပါပြောရမယ်ဆိုရင်အရင်တော့ကက်တော်ရီဒီကျုပ်တွေပေါ့ကက်တော်ရီကျုပ်တွေကက်တော်ရီအော်စီလိုစကုပ်တွေမှာကက်တော်ရီကျုပ်တွေသုံးတယ်အဲ့တော့မျက်နှာပြင်ကြီးတွေကအရင်တော့ဆိုဖောင်းဖောင်းကြီးတွေဖြစ်နေတယ် ။ TV ရဲ့နောက်ဖက်မှာဖောင်ပေါင်းကြီးလေ laptop ကွန်ပျူတာတွေရဲ့ monitor တွေရဲ့နောက်ဖက်တွေမှာဖောင်ပေါင်းကြီးရဲ့အရင်တော့ဟိုတော့ကွန်ပျူတာတွေမှာမင်းတို့လည်းတွေ့ဘူးကြမှာပါ။အခုကတော့နှိပညာစမ်းသတဲ့နှိပညာတွေအသုံးပြုလာတာဖြစ်တဲ့အတွက်ကက်တော့ရေးကျုပ်ပေါ့ CRD ရဲ့နေရာမှာ စံတစ်ဒီထွင်တဲ့နည်းပညာတွေနဲ့အစားထိုးပြီးအသုံးပြုလာတာတွေပေါ့နော် CRD တွေကိုတိတ်ပြီးတော့မသုံးတော့ဘူးပိုပြီးစံတစ်တဲ့ပစ္စည်းတွေရတော့ဘာတွေလဲဆိုရင်ခုနပြောထားတဲ့ရှေ့မှာ LCD လို့ပြောထားတဲ့ Liquid Crystal Display လို့ခေါ်တဲ့ LCD LED TV တို့ LCD TV တို့ကြားဖို့ကြမှာပါအပြင်မှာအခုခင်မီနည်းပညာတွေနဲ့ပိုပြီးတော့စံတစ်တဲ့ပစ္စည်းတွေဖြစ်လာပြီပေါ့နော်သုံးနေတာ LCD ဆိုတာတော့သူကအရေးပုံဆောင်ခဲပေါ့အဲ liquid crystal display ပေါ့အရေးပုံဆောင်ခဲတော့ပုံဖော်ခြင်း ဒီပညာနဲ့လောက်ထားတဲ့ LCD တွေတော့ plasma display ပေါ့ plasma ပုံဖော်ခြင်းပေါ့ plasma ဆိုတော့ဒီမှာသိရကြီးမဟုတ်ပါဘူးသူက gas ကိုအဲဖြတ်တဲ့အခါမှာ gas က ion ဖြစ်လို့ charging ဖြစ်လို့ ion ဖြစ်သွားတဲ့ပစ္စည်းတစ်မျိုးပေါ့ plasma ပေါ့ state တစ်မျိုးပေါ့ solid liquid gas မှာနောက်ထပ် state တစ်မျိုးဖြစ်တဲ့ plasma ဆိုတာ gas က ion ဖြစ်သွားတဲ့ state မျိုးပေါ့အဲ့လိုလောက်ထားတဲ့ plasma display plasma ပုံဖော်ခြင်းနဲ့နောက်တစ်ခုက OLED လို့ခေါ်တဲ့ OLED organic light emitting diode display ပေါ့နော်အဲ့ပုံဖော်ခြင်းတွေပဲဖြစ်ပါတယ်အဲ့လိုပစ္စည်းတွေဟာထုတ်လွှတ်မှုဇယိတ်ထုတ်လွှတ်မှုဇယိတ်ကုန်ကျဇယိတ်နေပါတယ် ပြီးတော့ပါဝါသုံးဆွဲမှုနည်းတယ်မိအားမစားဘူးပါဝါသုံးဆွဲမှုနည်းတယ်အဲ့တော့အရွယ်စားတဲ့အလေးချိန်ကလည်းတိတိတသာသာသူကပေါ့ပါလာတယ်နည်းလာတာကိုတွေ့ရမယ်ဖောင်းပေါဟောင်းပေါပပကြီးမဟုတ်ဘဲနဲ့ flat tv လေးဆိုမလိုက်တာနဲ့တခါတည်းတနိုင်မလို့ရလာမယ် LCD တွေ LED တွေမင်းတို့တွေ့မှုမှာပါနှိစက်ဆုံးပြောရရင်တော့ TV တွေမှာများသောအားဖြင့် LCD LED ဆိုတာတွေ့နေရပြီပေါ့เนาะအဲ့တော့အလေးချိန်ကအရွယ်စားကလည်းအဲ သေးလာမယ်ပေါပေါပါပါနဲ့နောက်ဖောင်းပွားမှုလည်းနည်းလာပြီးတိတိတသာနည်းလာတာကိုတွေ့ရမယ်လို့ပြောချင်တာเนาะအဲ့တော့ flat panel display တွေကိုသူက38လက်မနေပြီးတော့လက်မ40အထိအကြီးဆုံး site တွေပြုတ်လုံနိုင်တယ်နောက်ထပ်ဒါထက်ပိုကြီးတယ် last site တွေလည်းပြုတ်လုံနိုင်လာတာကို85လက်မထက်ကျော်တဲ့ site တွေပြုတ်လုံနိုင်လာတာကိုလည်းတွေ့ရပါတယ်เนาะ example 12.1 what will happen to the cathode ray one it passes through the electric fee electric fee တဲ့ကိုကတ်တုတ်တွေဖြတ်တဲ့အခါဘာဖြစ်လာလဲလို့မြေးတာပါအဲ့တော့ one that ကတ်တုတ်တွေ pass through the electric fee it experience the electric flow by electric fee therefore it passes it deflect from the original direction ကတ်တုတ်တွေရအစတရားလက်စစ်စကွင်းကိုသွေးဖယ်လို့ပြောတဲ့အတွက် deflected from သူ့ရဲ့ထွက်လာတဲ့ original direction ကနေသွေးဖယ်စေတယ်လို့ပြောချင်တာပါ အစမဲ12.2ကိုကြည့်အောင်အာကတ်တော်ရေး visible ကတ်တော်ရေးကိုမြင်နိုင်ရဲ့လားပေါ့နော်ကတ်တော်ရေးက invisible ကတ်တော်ရေးကိုမမြင်နိုင်ဘူးဒါပေမဲ့ကတ်တော်ရေးရှိတယ်ဆိုတာတော့သိနိုင်တယ် however one ကတ်တော်ရေး struck the glass wall of tube ဟောဖန်ပြွန်ရဲ့ wall နံရံကိုဒီကတ်တော်ရေးရိုက်တဲ့အခါမှာ fluorescent screen they can cause a glow called fluorescent တောက်ပတဲ့အလင်းရောင်အိုက်စခရီးမှာလင်းနေတာကိုတွေ့ရမယ်။နံရံကိုရိုက်တဲ့အခါမှာအဲအဲ့လိုမျိုးတော့သိရမယ်ပေါ့ကက်သိုရီရှိကြအောင်ကက်သိုရီအတိုင်းကြီးထွက်လာတာကြီးတော့ invisible ဖြစ်တယ်ဒါပေမဲ့ဒီထဲထဲမှာကက်သိုရီဖြစ်နေတယ်ဆိုတာတော့ဒီဖန်ပြုံရဲ့ fluorescent screen ကိုကြည့်ပြီးတော့တောက်ပတဲ့အလင်းရောင်လေးလင်းလာတာကိုကြည့်ပြီးတော့သိနိုင်တယ်နော် review exercise ကြည့်အောင် how can it be known that cathode ray are electrically charged particle electrical charge particle အဖြစ်ဘယ်လိုသိနိုင်လဲလို့မေးတာပါ။ရှင်းပါလဲ discard လုပ်တဲ့အကြောင်းအရာတွေကအချက်၃ချက်ဆွဲထုတ်ပြီးတော့ဖြေတာပါ။မင်းတို့လည်းကိုယ့်ဘာသာကိုကိုယ် own words နဲ့ဖြေလို့ရပါတယ်နော်။ when the cathode ray pass through an electric field or magnetic field magnetic field နဲ့ electric field ကိုဖြတ်တဲ့အခါမှာ they experience the electric field or magnetic field အဲ့ညာမှာ electric field စီ magnetic field တွေဖြစ်ပေါ်စေတယ် they are path are deflected ဒါပေမဲ့အဲ့ဒီလမ်းကြောင်းတွေကိုဒီ original direction ကနေသွေးဖယ်ပေးနိုင်တယ် in this way it can be known that cathode ray are electrically charged particle ဒါကြောင့်မလို့ cathode ray ဟာ electrical လျှက်စစ်ဆောင်တဲ့အမှုန်တွေနဲ့ဖွဲ့စည်းထားတယ်လို့သိနိုင်ပါတယ် name that instrument which employing cathode ray tube cathode ray tube ကိုသုံးတဲ့ instrument တွေကို name လုပ်ပေးပါဆိုတော့ cathode ray oscilloscope တို့ television set တို့ computer monitor တို့မှာ cathode ray tube CRT ကိုသုံးပါတယ်เนาะ တချဲဒီနေ့သင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်